်မင်္ဂလာပါ VPN ညနေခင်းသတင်းစီစဉ်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ရွှေကူမြို့မှာရေးပေါ်ဆင်းသက်ခဲ့ရပြီး KIA PDF တပ်ပေါင်းစုတွေလိုက်လံဖျက်ဆီးခဲ့တယ်။ MI70 ရဟတ်ရင်ကစစ်ကောင်စီမှာရှိတဲ့ VIP version MI70 ရဟတ်ရင်နှစ်ဆင်းတဲ့ကဒဇင်းဖြစ်ပြီးရဟတ်ရင်အမှတ်6621ဖြစ်တယ်လို့တပ်တွင်းသတင်းရေးထံမှသိရပါတယ်။ MI70 VIP version ရဟတ်ရင်နှစ်ဆင်းဟာရဟတ်ရင်အမှတ်6619နဲ့6621တို့ဖြစ်ပြီး TNA တပ်ပေါင်းစုတွေမေလ22ရက်မှာဒရုန်းတွေနဲ့လိုက်လံတိုက်ခိုက်ခဲ့တာကြောင့်ရစရာမရှိအောင်ပျက်စီးသွားတဲ့ရွှေကူမြို့ခလာရ56တပ်မှအရေးပေါ်ဆင်းသက်လိုက်ရတဲ့ရဟန်းရင်ဟာ BMB ဘာရှင်းနှစ်စင်းတဲ့ကရဟန်းရင်အမှတ်6621ဖြစ်တယ်လို့တက်တွင်းသတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီ BMB ဘာရှင်းရဟန်းရင်တွေဟာအခြား MI70 ရဟန်းရင်တွေမှာမပါတဲ့ weather radar နဲ့ transporter တို့ပါရှိပြီး transporter ပါရှိတဲ့အတွက်ကြောင့်လည်းရက်ဖက် secondary civilian ရေဒါ SSR တွေနဲ့မှာထောင်လန်းကြည့်ရှုလို့ရတယ်လို့လည်းသိရပါတယ်။လေတပ်မှာ MI-17 ရဟန်းယာဉ်20ဒဇင်းထိရှိပါတယ်။ရဟန်းယာဉ်နံပါတ်တွေကတော့6639ကနေ6621ထိရှိပါတယ်။အမှတ်စက္ကွန်ရဟန်းယာဉ်အုပ် Mobile Liter စက္ကန်အမှတ်29ရဟန်းယာဉ်အုပ်မြကြီးနားလီတာစက္ကန်ဌာနချုပ်အမှတ်49ရဟန်းယာဉ်အုပ်တောင်ဝူလီတာစက္ကန်ဌာနချုပ်နဲ့အမှတ်913ရဟန်းယာဉ်အုပ် နေပြည်တော်လေတက်စခန်းတွေမှာထားရှိပါတယ်20ဒဇင်းတည်းကနှစ်ဆင်းဟာ BNB ဘာရှင်းဖြစ်ပြီးအဖြူရောင်ဖြစ်တယ်လို့လေတက် CDN တူမှာ BBN ကိုပြောပြပါတယ်စစ်ကောင်စီအာဏာရယူပြီးနောက်ပိုင်း MI70 ရဟန်းယင်တွေပြက်ကြတာတွေပြစ်ချခံရတာတွေရှိပြီးတဲ့နောက်ရဟန်းယင်လူအပ်ချက်တွေများလာတဲ့အတွက် BNB ဘာရှင်းရဟန်းယင်အမှတ်6621ကိုအဖြူရောင်မှစစ်ဆင်းရောင်တို့ပြောင်းလဲအသုံးပြုနေတာဖြစ်တယ်လို့2024ခုနှစ်မှာလဲ MI70 6ဆင်းထပ်မံဝယ်ယူထားပြီး ခုထိ MI70 ရဟန်းယင်အမှတ်662ခုတိရှိတယ်လို့ဆက်လက်ပြောဆိုသွားပါတယ်။ MI70 ရဟန်းယင်အမှတ်6615ဟာအာနာရှင်ဟောင်းတန်းရွှေစီးခဲ့တဲ့ရဟန်းယင်ဖြစ်တယ်လို့ရဟန်းယင်အမှတ်6621ကတော့2015ခုနှစ်နောက်ပိုင်း NLD အစိုးရလက်ထက်တမရဦးထင်ကျော်စီးခဲ့တဲ့ရဟန်းယင်ဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မကွေးတိုင်းတက်မ101လက်ဟောက်ခံချင်းမြန်တန်ရင်မှတင်ကားတွေအပါအဝင် စစ်ကား50ဖြင့်စလင်းမျိုးတို့အင်အားဖြင့်ခြစ်တက်လာပြီးမြေပြင်စစ်ကြောင်းတွေမှာလည်းစလင်းမျိုးအနောက်ဘက်ရှိကြေးရွာများကိုတပြိုင်တည်းရှင်းလင်းနေတယ်လို့သိရပါတယ်။2025ခုနှစ်မေလ30ရက်နေ့ယနေ့မနေ့6နာရီကျော်မှစတင်ကတပ်မတရားတဲ့လက်အောက်ခံခမရ253 254 255 255လက်အောက်ရှိတပ်တွေနဲ့တပ်တို့မှစစ်တီတွေနဲ့တင်ကား2စီးစစ်တက်ဖော်ကား3စီးတို့ဖြင့်စလင်းမျိုးတို့စစ်ကြောင်းထိုးခြစ်တက်လာကြောင်းသိရှိရပါတယ်။ဒီမနေ့ပဲ253 255ကနေကားကားစီးနဲ့ထုတ်ခတ်သွားတာပါ။ တင်ကားနှစ်စီးလဲပါပါတယ်လို့ဒေတာကန်မြင့်ပြတဲ့ဦးမှာ VPN ကိုပြောပြပါတယ်။ဆိုပါတင်ကားနဲ့အင်အားပြည့်ပါစစ်ကောင်စီရင်နှန်းဟာယနေ့မနေ့ပိုင်းမှာစလင်းမျိုးတွေကိုဝင်ရောက်လာတယ်အမှန်ကန်တယ်လို့စလင်းဒေတာကန်တဦးကတီးပြုတ်ထပ်မံပြောကြားထားပါတယ်။ဒါ့အပြင်နောက်ထပ်အင်အား80ကျော်ပါစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းဟာလည်းစလင်းမျိုးနောက်ဖက်တစ်ကျော်ရှိကြေးရွာများကိုစစ်ကြောင်းတို့ရှင်းလင်းတာတွေပြုတ်လုနေပြီးပြည်သူချို့ကိုလည်းဖမ်းဆီးစစ်မေးတာတွေပြုတ်လုနေတယ်လို့၎င်းစလင်းဒေတာကန်တဦးကပြောပါတယ်။ မြို့လေရဲစခန်းမှာကဒီကောင်တွေရှိတော့နောက်ထပ်လာတဲ့ကားတွေကအင်အားဖြည့်လာလားမသိဘူးနောက်ထပ်စစ်ကြောင်းတစ်ကြောင်းလည်းစလင်းမျိုးနောက်ဖက်ကယူရတဲ့ကိုစစ်ကြောင်းထိုးရှင်းလင်းနေတယ်လို့ကြားတယ် စစ်ကောင်စီအနေနဲ့ဇလင်းမြို့နယ်တဲကကြေးရွာချို့ကိုမေလ7ရက်နေ့တဲကစစ်ကြောင်းတို့မိရှုဖြက်စီးတာတွေပြုလုပ်နေတာကြောင့်ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်စလုံးထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့လက်ရှိအချိန်ထိလည်းတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မလတိုင်းဒေသကြီးတောင်သာမြို့အနီး off date ဓာတ်ဆီတိုင်းမှာတက်ဆွဲထားတဲ့စကားဆတ်တပ်သားတွေနဲ့ရဲတွေကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ရဲနှစ်ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့တောင်သာပကဖကသတင်းထုတ်ပြန်ထားပါတယ်။2025ခုနှစ်မေလ22ရက်နေ့မှာတောင်သာပကဖနဲ့မဟာမိတ်တပ်တွေကတောင်သာမြို့နယ်မင်္ဂလာဦးရက်နဲ့ဘူတာကုန်းရက်ရှိဝန်ထမ်းအင်အားများကိုစီးနင်းဝင်ရောက်ခဲ့ပြီးညနေ၄နာရီခန့်တွင် off day death season တွင်တက်ဆက်ထားသောစက္ကစတပ်သားတွေနဲ့ရဲတွေကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်သားနဲ့ရဲနှစ်ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီမီရှင်ကိုကိုမြင့်ဆောင်အညာမြင် operation လို့နာမည်ပေးထားပြီးတောင်သာပြည်သူကာကွယ်ရေးအဖွဲ့နဲ့အတူရင်းညံခရိုင်တိုင်ရင်းသုံးမေဒီလာမျိုးနယ်ပကဖတိုင်ရင်းမှုရဲဘော်ကြီးဦးဆောင်သောနေပြည်တော်ရှစ်တုံညာတက် PDF အဖွဲ့တို့မှမီရှင်ဖော်ဆောင်ခဲ့ကြောင်းတောင်သာပကဖမှသတင်းထုတ်ပြန်ထားပါတယ်။ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ